မြတ်စွာဘုရားကအကြောင်းနဲ့အကျိုးခွဲခြားပြီးတော့နားလည်နိုင်ဖို့အတွက်24ပစ္စည်းဆိုနော် relation နဲ့ condition ဆိုဒီ24ပစ္စည်းခေါ်တာဟာဘုန်းကြီးတို့တွေအသုံးချတတ်မယ်လောကီဘက်မှာလည်းအသုံးချတတ်မယ်စီးပွားရေးဘက်မှာလည်းအသုံးချတတ်မယ်ဆိုရင်အသုံးချလို့ရတဲ့ဟာတွေပဲမြမပြေကလူတွေကတော့ဘာအသုံးချလဲလို့ဆိုတော့ အနည်းငယ်မို့လို့စီးပွားတက်ဖို့လို့ဒါလောက်ပဲသုံးချတယ်စီးပွားတက်ဖို့ဆိုတာလေ24ပစ္စည်းရွတ်ပြီးစီးပွားတက်တာမဟုတ်ဘူး24ပစ္စည်းရွင့်အနည်းငယ်နဲ့ဆိုပြီးရွတ်နေချတာအတိဘေတော့သိမသိဘူးဟေတုပစ္စယအာရမဏပစ္စယဒါလောက်ပဲရွတ်လိုက်လို့ရှိရင်တစီတရေပြေးတယ်လို့ထင်တာပေါ့နော်ပြေးချင်မှပြေးမှတစီရလဲကိုယ်ရရချင်းရတယ်တခြားနော် အဲ့တော့ဆိုလိုတာကဒါတွေကနားလည်ရမှာ relation နဲ့ condition ဆိုတာဘယ်လိုဆက်သွယ်နေလဲဆိုတာဘယ်အကြောင်းတရားဟာအရေးပါတယ်ဆိုတာကိုသိရှိဖို့လိုအပ်တယ်။သိလားလို့ရှင်အဲ့ဒီအကြောင်းတရားကိုထူထောင်ရမှာပေါ့။မိမိဘဝမှာဒါအရေးကြီးဆုံးပဲပေါ့။